ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စရုံးမြို့တွင်အကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ၈ဦးသေဆုံးခဲ့ပြီးကျောင်းမှပြန်လာတဲ့ကလေးငယ်၂ဦးပါဝင်ဒဏ်ရာပြင်းထန်ရရှိသူများအသက်အန္တရာယ်ဆိုးရိမ်နေရကြောင်းဒေသခံများထံမှသိရှိရပါတယ်။စက်တင်ဘာ၂၉ရက်မွန်လွယ်ပိုင်းတွင်မြစ်ကြီးနားမြို့ လေတပ်စခန်းမှလာသောတိုက်လေရင်များကစရုံးမြို့ပေါ်ရှိလူစီကားတဲ့ဈေးနဲ့မူရစေဝါတိုက်ဖြတ်ရေးကော်မတီရုံးတို့တွင် ုံးလေးလုံးကျဲချခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲပြည်သူများကိုရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဘုံကျဲမှုမှာចောင်းဆင်းချိန်နဲ့တိုက်ဆိုင်နေတဲ့ဖြင့်ចောင်းသားများနဲ့ပြည်သူများထိခိုက်ဒေဆုံးမှုများပြားခဲ့ပါတယ်။ဘုံကျဲတဲ့နေရာနှစ်ခုမှာဈေးတဲနှလုံးမူရစ်ဆေးဝါးတိုက်ဖြတ်ရေးုံနှလုံးစုစုပေါင်းဘုံလေးလုံးကျဲချတယ်။ရည်ရွယ်ချက်နဲ့ပြည်သူတွေကိုပြစ်မှတ်ထားတာပါ။ဒေဆုံးသူ၈ဦးရှိပြီးဒဏ်ရာရသူတွေထဲမှာ ကျောင်းကပြန်လာတဲ့ကလေးနှစ်ဦးအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါဝင်နေသူဒေသခံတဦးကပြောပါတယ်။တည်ဆုံးသူများမှာဥမာမူလက်မိတုံတိန်တွင်မဆန္နာဥအာရက်ဥအာရွက်၎င်း၏သားအမည်မသိသူကလေးငယ်တဦးနဲ့အမည်မသိပြည်သူတဦးတို့ဖြစ်ပါတယ်။ဒံယာပြင်းထန်ရရှိသူများမှာဦးထေလွန်ဒေါ်ခေါင်ကြမခေါ်ဝွန် နှစ်ချင်းအတင်းထောက်ဆရာဥဆဝံတော်ဥအယုံတို့နဲ့ခလေးငယ်နှစ်ဦးပါဝင်ပါတယ်ကျန်းဖက်စစ်တပ်သည်ကချင်ပြည်နယ်အတွင်းလေချောင်းတိုက်ခိုက်မှုများကိုဆက်လက်လှုပ်ဆောင်လျက်ရှိပြီးဖားကတ်နှင့်ဝိုင်းမော်မြို့နယ်များတွင်မြေပြင်စစ်ကြောင်းထုတ်မှုများကိုလည်းတိုးမြင့်လှုပ်ဆောင်ထားကြောင်းသိရှိရပါတယ်ဒီဖြစ်ရသည် ကျန်းဖက်စစ်တပ်၏ပြည်သူလူထုအပေါ်ရက်ဆက်ကြမ်းကြုတ်မှုကိုထင်ရှားစေပြီးဒေသခံများကြားထိတ်လန့်ဆိုးရွားမှုများပုံမုံမြင့်တက်လာနေပါရဲ့ရှင်